ခက်ခက်မှာနင်တို့လင်မယားဒီချိန်ကြီးဘာလာလောက်ကြတာလဲဖေးတမီးတို့ဒုက္ခရောက်လာလို့ပါဖေးတမီးတို့ခေါ်ထားပေးပါနင်နဲ့ဒီနေရာနဲ့ဘာမှမဆိုင်တော့ဘူးလေကျွန်တော်မှရွေးချယ်တဲ့မူတွေကဒီများသောအားဖြင့်တော့မရှိဘူးဗျကိုကဒါရိုက်တာကိုပြန်ရွေးချယ်ရတဲ့အဆင့်မျိုးကျွန်တော်မှမရှိဘူး အခုဦးသိန်းဟန်ကြတော့ကျွန်တော်ကကျွန်တော်ကိုယ်တိုင်ကရိုက်ရှင်တို့ကျွန်တော်လက်ခံတာကြာနာကြတော့ဟိုရရင်နဲ့မှပဲဟိုခင်မရင်းနှီးသွားတာရှိတယ်အမြဲတမ်းကြီးတော့မဟုတ်ဘူးပေါ့နော်သူ့နေရာနေနေသူပေါ့ပြောရတော့တကယ်ခက်တယ်လေဒီကအဓိကကတော့ဒါရိုက်တာဖီနစ်ဖီနစ်ဒေဟန် သူ့ကိုသူ့ကိုမဆုံးတာလည်းကြာပြီအဲဒိုက်တာကိုယုံကြည်လို့ဒိုက်တာနဲ့လည်းရိုက်ချင်လို့ဒီကားလေးကိုလက်ခံတာပါပဲကိုသိန်းဟန်သူ့ရဲ့တုံသိမ်မှုအောက်မှာရိုက်ချင်လို့ပါအဲသူကသူနဲ့ရက်ခဲ့ဘူးတယ်ဗျရက်ခဲ့ဘူးတဲ့ခါကျတော့သူ့ရဲ့တိကျပြတ်သားတယ်လောလောတာမှာစိတ်ရှိတယ်နောက်တခါမရရအောင်လူရင်းသားကိုမရရအောင်ယူတတ်တယ်ဒီလိုပေါ့ဒီလိုအချက်လက်တွေအပြင်မို့နောက်ပြီးတော့နှူးညံ့သိမ်မှုတွေဗျသူကရရတာ ရှိန်ညာတော့ဘာလို့မရှိဘူးနောက်တစ်ခါသူ့ရဲ့ပညာပေါ့ကိုစီကသူလိုချင်တဲ့အချက်ကိုသူဘယ်လိုယူရမလဲဆိုတဲ့အနည်းအမ်းကိုသိတယ်ဒါတွေကိုလေးစားလို့ကျွန်တော်ကပြန်ဆုံးနေတာအဆုံးမှာလဲကြာပြီဆိုတော့ဘယ်လောက်ဖြစ်မလဲပေါ့အဲတော်တော့ကြာတော့ပြီဗျကျွန်တော်တို့ဒီကိုဗစ်တွေဖြစ်ခင်ပေါ့တော်တော်လေးကြာပြီဆိုတော့ကျွန်တော်ဟိုပါပေါ့နည်းနည်းတော်တော်လေးကြာပြီလို့ပဲပြောပြရစေ အဲကျွန်တော်ရိုက်ခဲ့တဲ့ဟာတွေကတော့အများဆုံးအဖြစ်ကတော့အဲကာရက်တာကစင်ကလူနဲ့နည်းနည်းလေးတော့ကွဲပါတယ်အဲတခါကျရင်အဖိုးနေရတခါကျရင်အဖေနေရတခါကျရင်ဦးလေးနဲ့တူနေရမျိုးစုံပဲပေါ့နော်ဒါပေမဲ့ကျွန်တော်ကဟာသကားတွေအရိုက်နေတယ်ကျွန်တော်ကဟာသလည်းတိတ်ပြီးတော့ဟိုမကြွန့်ကျင်ဘူးပေါ့နော်အဲအဲရိုးရိုးပဲဒရာမာချိုးတဲ့နေရာလေးမျိုးလေးတွေကိုကျွန်တော်ကအရိုက်များတော့ ါပဲအရေးများဟိုပေါ့လက်ကမ်းလမ်းတာများတယ်ပေါ့နော်အပီးရတဲ့သူတွေကတော့ကျွန်တော်တို့တကြီးပိုင်းနှုညာရှင်တွေပေါ့နော်တကြီးပိုင်းဒီသုပ်ဆောင်နေအနေနဲ့ကတော့အပီးတဲ့သူကအခြေခံအားဖြင့်တော့ရှိပါတယ်စိုးစိုးမြင်းမြင်းအားပေးနေတဲ့သူတွေပေါ့နော်များသောအားဖြင့်တော့လူငယ်သုပ်ဆောင်နေတဲ့တော့မတူဘူးကျွန်တော်တို့လူကြီးသုပ်ဆောင်တွေကများသောအားဖြင့်ကတော့တော့ကို တိုင်ရုံးစီရှိမှအဲဖန်ဖန်ခေါ်မောပါတော့အဲဖန်အစင်ရောက်ရောက်တာ ਉ အဲ့တော့လူငယ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်လူကြီးတယောက်တွေနဲ့ပြောမယ်เนาะလူငယ်သရုပ်ဆောင်တွေကအများကြီးတွတ်မှုတယ်ပြစ်သက်ပုံမှာ crazy လေးဖြစ်ကြတယ်စမ်းဆိုတဲ့စကားအဲ့မှာစကားပြောတာပဲအဲ့တော့လူငယ်စားထားလာပြီဆိုလို့ရှိရင်ဒီ အိုက်တဲ့လူငယ်ရပေါ့နော်မင်းသားပေါ့မင်းသားမင်းသမီးငယ်လေးတွေရဆိုလို့ရှိရင်အများကြီးကျွန်တော်တို့ထက်စမ်းအရာမှာတားတယ်အားပေးမှုတက်တားတယ်ကျွန်တော်တို့ကသူတို့ supporting လုပ်တဲ့အပိုင်းပဲကျွန်တော်တို့ကနေရတာပါလေကိုခေကုန်ခဲ့ပြီလေသူတို့ခေအဲဒီလိုရှိတယ်ခေအချိန်တွေကမတူတော့ဘူးဦးစောဦးတို့စပြီးတော့သူတို့အရွယ်မှာတော့လည်းဒီလိုပဲဒီလိုပုံစံပဲ ါပေမဲ့ဒီဒီခေတ်ခြေနေကပို့ပြီးတော့လမ်းနေပွင့်သွားတယ်ဆက်သွေးရေးတွေကအများကြီးလွယ်ကူသွားတဲ့ခါကျတော့အဲဘယ်လိုဘယ်လိုပြောမလဲပို့ပြီးတော့အားပေးလာတယ်ခေတ်ချင်းမတူတော့ဘူးခေတ်ချင်းမတူတဲ့အတွက်ကြောင့်ပုံစံရင်းလည်းမတူတော့ဘူးကိုတို့ကထထားမှာတော့ပါကိုတို့ရဲ့အားပေးမှုက၃ဆဆိုလို့ရှိရင်သူတို့ကအနည်းဆုံးအစ20လောက်ဖြစ်သွားတယ်အဲ့လိုကြွားချမ်းမှုရှိပါတယ်သဘောပေါက်လာတော့မသိဘူး နော်အဲအဲ့လိုအဲ့လိုပေါ့ခချင်းမတူဘူးအဲဒီအပိုင်းကိုကိုကနားထဲမှာရလိုက်မယ်နားထဲမှာရလိုက်မယ်ဆိုတာကသူတုကိတုခါမှာအကုန်လုံးကဒါဟိုဟာပုံစံဖော်မြူလာတော့မပြောင်းဘူးနော်ဆိုလိုတာကဇပုဇယံနဲ့တရုတ်ဆောင်မင်းသားမင်းသမီးတွေကကွာချားတယ်ကွာချားတယ်အများကြီးကွာချားတယ်ရရှိတဲ့အဲဟိုအခကြီးငွေရော နောက်တစ်ခါ respect ကိုတော်တော်ကွာဝါတယ်ဒါပေမဲ့ကိုယ်ဇက်ပူဇက်ရန်ကြီးတွေကြတော့တော်တော်ကြီးကိုထိမ့်သိမ်းနေနိုင်မှဒါမဲ့သူတို့နဲ့ကွာမြဲတော့ကွာနေတာပဲဒါဘုလို့ကွာနားလည်နိုင်မှနားမလည်နိုင်ဘူးဆိုလို့ရှိရင်တော့အဲစိတ်တိုင်ရရလိမ့်မယ်ကိုနားလည်နိုင်ရင်အေးချမ်းရမယ် easy ပဲ